ေါသဆိုတာသူကသူဖြစ်လာတာလားစိတ်ဆိုးတယ်ဆိုတာသူကသူဆိုးလာတာလားမဟုတ်ဘူးစိတ်ဆိုးခြင်းအကြောင်း၁၀မျိုးဆိုတာရှိတယ်ဒါကောကုငါဘယ်လို့ဖားချောင်စိတ်ဆိုးတာတော့ဆိုတာကောကုသိဖို့အတွက်စာပေထဲမှာဒေါသဖြစ်ခြင်းအကြောင်း၁၀မျိုးရှိတယ်တဲ့ဆယ်မျိုးက၉မျိုးကတခုပေါ့နောက်တစ်မျိုးကတော့တိတ္တ အဲ့ဒါလွယ်လွယ်မှတ်ဖို့ရတော့ဒေါသဖြစ်တာဟာကိုယ့်ရဲ့အကျိုးစီးပွားကိုပြက်လို့ပြက်စီပြောတာဒါတစ်ခုကိုယ်မိတ်ဆွေရဲ့အကျိုးစီးပွားကိုပြက်လို့ပြက်စီပြောတာတစ်ခုကိုယ့်ရန်သူရဲ့အကျိုးစီးပွားကိုအပိအမြောက်ပြုတာတစ်ခုပုဂ္ဂိုလ်၃ယောက်ရှိတယ် ကိုရဲ့ကိုမိတ်ဆွေရဲ့ကိုရံသူရဲ့နော်အဲ့တော့လူတယောက်ကလူတယောက်ပေါ်မှာစိတ်ဆိုးဒေါသထွက်တယ်ဆိုပါတော့ဆိုရင်ဒီလူဟာငါဒုက္ခရောက်အောင်ဆိုပါလို့လွယ်တယ်ကိုပြောရင်ဒီကောင်ကငါကိုဒုက္ခရောက်အောင်အရင်တော့လည်းလုပ်ခဲ့တယ်အခုလည်းလုံးနေပြန်ပြီ။ တောင်းလဲလို့ဥမာပဲဒါသုံးချက်နော်နောက်တစ်ခုอ่ะဒီကောင်ဟာငါမိတ်ဆွေဒုက္ခရောက်အောင်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောင်လဲလို့ဥမာပဲသုံးချက်6ချက်ဖြစ်သွားတယ်နော်ဒီကောင်ဟာငါနဲ့ပတဲတဲ့သူကိုအားပေးအားမြောက်တုံနေတယ်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောင်လဲလို့ဥမာပဲသုံးချက် ဒါကိုအာဂရဝတ္ထုကိုပါလို့ခေါ်တယ်စိတ်ဆိုးစေတတ်တဲ့အကြောင်းဒါတွေကိုတွေးပြီးစိတ်ဆိုးတာလူပါနော်အာဂရဝတ္ထုကိုပါအဲ့ဒီမဲ့နောက်တစ်ခုကပါတော့ဆိုရင်ကိုကမိုးမရွာစေခြင်းမူမိုးရွာရင် မိုးစိတ်ဆိုးတယ်ကိုကလေးမတိုက်စေခြင်းမူလေးတိုက်ရင်လေးကိုစိတ်ဆိုးတယ်ဒါလည်းရှိတယ် နေမပူစေခြင်းဘူးနေရပူရင်လည်းနေဖို့စိတ်ဆိုးတယ်ကလော်တုတ်တဲ့လူတောင်ရှိသေးနော်အဲ့တော့ကိုယ်မဖြစ်ချင်တာလာလို့လို့ရှင်တက်မဲ့အရာတွေကိုလည်းစိတ်ဆိုးတယ်ခလုတ်တိုင်လည်းတိုက်ရမလားစိတ်ဆိုးတယ်လူတွေကနော်အဲ့လိုစိတ်တူတတ်တဲ့လူမျိုးတွေရှိတယ်အဲ့ဒါကိုအထာနာကောပါလို့ခေါ်တယ်အရာမဟုတ်တဲ့နေရာမှာသွားစိတ်ဆိုးတာ သက်မဲ့ကိုစိတ်ဆိုးတာအရာမဟုတ်တဲ့နေရာစိတ်ဆိုးတာအဲ့လိုမျိုးကလည်းဒါအာဂတဝတ္ထုအတ္တနာကောပါထက်လိုက်အာဂတဝတ္ထု10ပါအဲ့ဒါကိုပြောတာဒေါသထွက်ခြင်းရဲ့အကြောင်း10မျိုးရှိတယ်ဓာရိတ်တွေးပြီးတော့လူတွေကဒေါသဖြစ်တာအဲ့လိုမျိုးတွေးပြီးတော့ဒေါသမဖြစ်အောင်နေရမယ်အကောဒနောဒေါသထွက်တာမရှိအောင်လောဘပပံ သွားရုံမှတဲ့လောဘစိတ်တွေအကုသိုလ်စိတ်တွေဖြစ်เสียဘူးဒါတခုဝေဝိသကိုယ်သာကြည်ပွားခြင်းနဲ့သူများကို မကြည်ပွားစေခြင်းနဲ့ကိုယ်သာခွင့်ရေးရပြီသူများကိုမရစေခြင်းနဲ့ကိုချိုးရှာတဲ့ selfishness ကိုချိုးကိုသာချိတတ်တယ်မစ္စရိယတရားကိုလည်းဖယ်ရှားရမယ်တို့တို့ဆိုဝိတရေမုနီ အဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့မနပဲပြောရမယ်မနဲ့တရားအကူရမယ်ဒါတခုမယိုင်းပြရဘူးဒါတခုမလှိစားရဘူးမာယာမမြရဘူးဒါတခုသွေးခွဲစကားမပြောရဘူးဒါတခု စိတ်မတိုးစိတ်မဆိုးရဘူးဒါတခု လောဘမချရဘူးဒါတခုဝေဝိဆာဖိတရေ မစ္စရိယလို့ခေါ်တဲ့ဝန်တိုးတဲ့စိတ်မထားရဘူးအဲ့တော့၆ထိတရားတွေကိုဖယ်ရှားဖို့ပြောတာ